ရှေ့ရရရေပြင်တစ်ခုလုံးမှာတရုတ်နိုင်ငံကသမိုင်းတလျှောက်အကြီးဆုံးရေတပ်အင်အားပြပွဲကြီးတစ်ခုကိုထိတိစိတ်လွှတ်ဆောင်နေတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။ထောက်လိုင်းအစီရင်ခံစာတွေအရပင်လယ်ဝါအရှေ့တရုတ်ပင်လယ်ကနေတောင်တရုတ်ပင်လယ်အထိတရုတ်စစ်သင်္ဘောနဲ့ကမ်းခြေဆောင်သင်္ဘောတရာကျော်တပြိုင်နက်တည်းဖြန့်ကျက်ရောက်ရှိနေပါတယ်။ဒီဖြန့်ကျက်မှုကပုံမှန်စီးလေးကျင့်မှုထက်ကျော်လွန်နေပါတယ်။ဒီဇင်ဘာ၄ရက်နေ့မနက်ပိုင်းစင်းရသင်္ဘော90ကျော်ရှိနေစေဖြစ်ပြီးရပိုင်းလူက100ကျော်အထိရှိခဲ့တာပါ။ ဒါမှနှစ်ကဒီဇင်ဘာလလုံးကထိုင်ဝမ်ကိုအမြင့်ဆုံးသတိပေးချက်ထုတ်ပြန်စေခဲ့တဲ့အင်အားထက်ပိုမိုများပြားပါတယ်ပစိဖိတ်အနောက်ဘက်ချမ်းမာတွင်တရုတ်ရစ်တပ်စစ်ကြောင်းကြီး၄ကြောင်းလှုပ်ရှားနေတယ်လို့ထိုင်ဝမ်ထောက်လန်းရေးကအတည်ပြုပါတယ်ပြီးခဲ့လကဂျပန်ဝန်ကြီးချုပ်သစ်တာကာအီချီကတရုတ်သာထိုင်ဝမ်ကိုတိုက်ရင်ဂျပန်ကစီးရီးယားတုံ့ပြန်မယ်လို့ပြောခဲ့တဲ့စကားကပီကျင်းကိုဒေါသထွက်စေခဲ့ပါတယ်ချိန်နှီးမှာပဲထိုင်ဝမ်သမ္မတလာချင်းတဲကလည်းတရုတ်ကိုကာကွယ်ဖို့အရေးဘတ်ဂျက်ဒေါ်လာ၄၀ဘီလီယံထပ်တိုးမယ်လို့ကြေညာခဲ့ပါတယ် ဒါကြောင့်တရုတ်ကအခုလိုအီယာမအင်အားနဲ့တုတ်ပြန်လိုက်တာဖြစ်ပါတယ်။လွန်ကျွေးတာဝန်ရှိသူတွေရဲ့အဆိုအရတရုတ်သင်္ဘောတွေဟာရေပြင်ထဲမှာမောင်းနေနေရုံသက်သက်မဟုတ်ပါဘူး။နိုင်ငံခြားသင်္ဘောတွေကို move adapt လို့ခေါ်တဲ့ဟန်ပြတိုက်ခိုက်မှုတွေလေ့ကျင့်နေသလိုပြင်ပအင်အားစုတွေအထူးသဖြင့်အမေရိကန်နဲ့မဟာမိတ်တွေစစ်ကူမလာနိုင်အောင်ပိတ်ဆို့တဲ့ assistant တွေရဲ့ viewer တွေကိုပါလေ့ကျင့်နေတာဖြစ်ပါတယ်။ထိုင်ဝမ်ဘက်ကတော့အခြေအနေကိုမျက်ချင်မပြတ်စောင့်ကြည့်နေပါတယ်။တမန်တော်ပြောခွင့်ရ Karen Ku ကကျမတို့လွန်ကျွေးအခြေအနေအားလုံးကိုအချိန်နဲ့တပြင်းညီသိရှိထားပြီး စိုးရင်စရာမရှိကြောင်ထိ ंछ ုပ်ထားပါတယ်လို့တုံ့ပြန်ပါတယ်ထူကြတာကတော့ထိုင်ဝမ်ကျွန်းကက်လျက်မှာတင်မော့အီအတွက်ထူးထူးခြားခြားတိုးလာတာမရှိပေမဲ့ခြေပြက်နဲ့ဒေတာတွင်းရေပြင်မှာတော့တရုတ်တပ်တွေပြင်းထန်နေတာပါအမည်မဖော်လိုတဲ့ဒေတာတွင်းအရာရှိတူဦးကတော့ဒါဟာတရုတ်ရဲ့ကာကွယ်ရေးလိုအပ်ချက်ထက်ကျော်လွန်နေပြီးအလုံးအတွက်စံစားရမယ့် NDA တွေကိုဖန်တီးနေတယ်လို့သတိပေးပါတယ်တရုတ်ကတရားဝင်စီရင်မှုလို့နာမည်မတက်ထားပေမဲ့ဒါဟာဒေတာတွင်းနိုင်ငံတွေရဲ့တုံ့ပြန်မှုကိုစမ်းသပ်လိုက်တဲ့စစ်မဲ့စစ်စင်ရေးတစ်ခုသာဖြစ်ပါတယ်